ကဲ line net ကတော့ထွက်လာပြီလို့နော် line net ကတော့ထွက်လာပြီဒီ line net ကပြောရမယ်ဆိုရင်ကျွန်တော်တို့တွန်းတွန်းတိုက်တိုက်နဲ့လောအောင်ကောင်းကောင်းနဲ့ကစားမဲ့ line net လို့ပြောလို့ရတယ်ဗျာအဲ့ဒါစမ်းထားလိုက်တော့မပြောတော့ဘူးကျွန်တော်တို့ဒီနောက်တန်းမှာဆိုလို့ရှင် newness ပါလာပြီဒါ newness ကဘယ်လောက်ထိမြန်လဲဆိုတော့ကျွန်တော်တို့ ညီကိုတို့အားလုံးသိတယ်ဒါနူးနက်ကအတက်ဆင်းမမှန်နဲ့ဆော့နိုင်တယ်မခိုမကက်ကစားတယ်တခုပဲခန်းစပိုင်းအားနည်းလေးတခုပဲအတူမှပြောစရာရှိတယ်ခူစာတော့တွန်းတွန်းတိုက်တိုက်ကစားတဲ့နေရာမှာရှယ်ပဲရူဘင်ဒီယက်စ်ကတော့ပြောအနေနဲ့ကျွန်တော်တို့ရဲ့ခန်းစစ်ကြောက်ဆောင်ကြီးလို့ပြောလို့ရတယ်ဗျာအော်ပြီးလို့ရှိရင်ဂဗာဒီယိုကလည်းဒီအတိုင်းတိုက်စစ်ကိုလိုက်တဲ့နေရာမှာအယမ်းမြန်တယ်နောက်တန်းကိုပြန်ဆင်းရင်လည်းမခိုမကက်ပြန်ဆင်းတယ်ဂွန်ဇာလက်ဒီဒီနေ့ဂွန်ဇာလက်ကတော့ DM အနေနဲ့ defensive midfielder အနေနဲ့ဆော့လိမ့်မယ် defensive midfielder ဆိုတာကျွန်တော်တို့ဒီအတိုင်းပဲအဖြတ်တမပေါ့ဗျာအဲ့တော့ ဘာနာရိုဆေးပါကတော့ကျွန်တော်တို့တည့်ရတိုင်းမှာမခိုမကက်ကစားတဲ့နေရာမှာတော့ပြောမနေနဲ့ဗျာတကွင်းလုံးတူးချီရဲကျွဲနောက်တန်းဆိုရင်လည်းကျွန်တော်တို့သူရောက်သွားလိုက်ပြီးလို့ရှိရင်ဒီလက်ပြပေါ်မြောက်တဲ့နေရာလည်းသူရောက်သွားလိုက်သူမရောက်တဲ့နေရာတစ်ခုပဲရှိတယ်အဲ့ဒါကဂိုးတွင်းတဲ့နေရာအဲ့နေရာတော့သူတကူကောင်းမဆန့်ဘူးဗျာပြောမလို့လဝန်းလုံးကောင်းကောင်းနဲ့ပဲသူခန်းစစ်ကောတိုက်စစ်ကောကူတယ်ပြီးလို့ရှိရင်တူတက်ပူပြီးတော့ဒါတိုက်စစ်ထိုးပေါက်နိုင်တဲ့လူတွေကိုသူဘောလုံးပေးတယ်အဲ့လိုမျိုးဆော့တာဗျာအော်ပြီးလို့ရှိရင်ဖိုရန် ပြီးလို့ရှိရင်ဒီဘက်ကဒိုကူစာပင်ကြီးကိုဆောင်ရမ်းမြန်တဲ့ကောင်တွေဖိုရန်ဆိုရင်လည်းမြန်တယ်ဗျာအဲ့တော့ဒီနေ့ကျွန်တော်တို့စောင့်ကြည့်ရမှာဒါဖိုရန်ရဲ့လိုအပ်နှုန်းပေါ့နော်အရင်လိုတုနေတဲ့ဒါဂိုးတွင်းဘူးကိုပဲအာယုံဆောင်မြန်ဆိုရင်တော့ကျွန်တော်တို့မက်ဆီတင်းရဲ့တိုက်စစ်ကနည်းနည်းလေးအားနည်းဖို့အနေထားရှိတယ်ဒါမှမဟုတ်ပဲဖိုရန်နေနဲ့ဒါပေါ်လုံးပြေးလန်းချောင်းတွေဒိုကူနဲ့စာပင်ကြီးတို့ရဲ့ပြေးလန်းချောင်းတွေကိုတုနေနဲ့ချပေးမယ်ဆိုရင်တော့ဒါကျွန်တော်တို့မက်ဆီတင်းရဲ့တိုက်စစ်ကဆောင်ရမ်းမြန်တဲ့ဟာမြန်ရမှာဖိုရန်နေနဲ့စကေးပိုင်းလည်းရှိတယ်လို့ကျွန်တော်တို့ဒီပေါ်လုံးဘီရှင်လည်းရှိပါတယ်တခုပဲသူကဒီဂိုးတွင်းဘူးကို အာယုံနည်းနည်းလေးစိုက်နေတာလွင်ဒါပေမဲ့ဒါပြီးခဲ့တဲ့ဂျာရီယာဆိုရင်ဒါသူ့ရဲ့ twin goal နဲ့ပဲဒါကျွန်တော်တို့ man city တင်ကဖလားရခဲ့လို့ပြောရင်လည်းမမှားဘူးပေါ့ဗျာအဲ့တော့ဒါတို့လည်းအပြစ်ဆိုလို့တော့မရဘူးဒါပေမဲ့ဒိုကူရိုဆာဗီညိုတို့ပါလာတဲ့တိုက်စစ်မှာကဒါဒိုဒီ တကူကောင်းဆန်စွာနဲ့ကျွန်တော်တို့ Golden Boot ပဲဦးစားပေးမယ်ဆိုရင်တော့ကျွန်တော်တို့ရှစ်တက်ရှစ်ရတိုက်စစ်မှုဟာလန်ကနည်းနည်းလေးကြောင်ပြောင်နေပွဲအလားလာတော့ရှိရပါတော့အဲ့တော့ Foreign ပေါ်မှာပဲဒီနေ့ပွဲကမူတည်တယ်ဟာလန်ကတော့စိတ်မပူနဲ့ Golden ဦးမှာပဲအဲ့တော့ Foreign ကောင်းရင်ကျွန်တော်တို့ Man City တင်းဒီတက်ပို့ပြီးတော့ဂိုးပြတ်မယ် Foreign တကူကောင်းဆန်ရင်တော့ကျွန်တော်တို့ကစားပုံတိုက်စစ်ကစားပုံနည်းနည်းလေးတိုင်ပတ်လိမ့်မယ်အဲ့တော့ Savinho နဲ့ Doku ရဲ့တွဲလုံးနေရကျွန်တော်တို့ဘလောက်ထိကျွန်တော်တို့ကိုဆဲလို့ရှာမှုပေးမလဲဆိုတာလာမယ့်9နှစ်ပိုင်းမှာကြည့်ကြမယ်โอเคเนาะညီကိုရီ